ကျသာပရိသတ်သူမိတ်ဆွေများလုံးမင်္ဂလာပါကျသာပရိသတ်သူတွေအတွက်ကိုကံနေစကောင်းဝင်နဲ့စီးပွားတွေစပြီးတက်မဲ့နဲ့လုပ်ငန်းတွေစပြီးတိုးတက်မဲ့နှစ်တစ်နှစ်ကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့လောကဒဏ်၈ပါးမှာအကောင်းလောကဒဏ်၄ပါးရှိတယ်အဆိုးလောကဒဏ်၄ပါးရှိတယ်အဆိုးလောကဒဏ်၄ပါးကိုကျွန်တော်တို့ထည့်မပြောတော့ဘူးကောင်းကျိုးချမ်းသာဒုက္ခတွေရမယ်အကောင်းလောကဒဏ်၄ပါးလင်းနှစ်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကျသာပရိသတ်သူမိသူမဆိုးရာဟုတက်ရောက်ရာတော်လို့ခေါ်တဲ့ရာဟုတက်ရောက်ရောက်လာရင်ဘဝအသက်ပြန်ဆရတယ် စီးပွားရေးတွေလုပ်ငန်းတွေအားလုံးပြန်ကောင်းလာတဲ့အရင်တော့ဘယ်လောက်ပဲညံ့နေကြတယ်အဲ့ဒီတော့ကြာသာပြီးသားသမီးပြည်သူမျိုးဆိုတာအသက်10နှစ်18 26 34 42 50 58 66 84 80နှစ်90အဲ့ဒီတွေရောင်းတက်ရောက်ဖြစ်တဲ့တော့ကြာသာပြီးသားသမီးမျိုးဆိုပြည်သူမျိုးဆိုလက်ကမောက်ခတ်လို့ရပြီဘဝပြန်ပြီးတော့နလန်းထူလာမယ်ပြန်ပြီးတော့အွန်လိုင်းထူလာမယ်နှစ်စကောင်းလာမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်ဒါပေမဲ့ရာဟုတက်ရောကထုံးစံအတိုင်းပဲ အိမ်တော်ရေးကိစ္စလူမှုရေးကိစ္စတွေရှုပ်ထွေးဖြစ်တဲ့တွေမိမကိစ္စရှောင်ရှားတဲ့တွေအခြေရေးကိစ္စဒီအိမ်တော်ရေးကိစ္စတွေမှာရှုပ်ထွေးလို့မရဘူးအဲ့လိုရှုပ်ထွေးမှုတွေပြုလုပ်တယ်ဆိုရင်အရှုပ်ထွေးတွေဖြစ်ပေါ်လာရင်လက်ပိတ်တတ်ပါတယ်ကောင်းလာရှေ့ကောင်းလာမဲ့နှစ်တွေမှာလည်းအញ្ញန့်ခိုက်တွေဖြစ်ပေါ်လာတတ်ပါတယ်ဥပမာရှေ့လာမဲ့စီးပွားတက်မဲ့နှစ်တွေထိပေါက်မဲ့နှစ်တွေဟိုးတဲ့ဝင်မဲ့နှစ်ဝင်မဲ့နှစ်တွေမှာကိုယ့်ရဲ့ကံကြံတာတွေက ပိတ်ဆို့ပြီးတော့ညံ့သွားတယ်ပါတယ်အဲ့တော့မိမကိစ္စတွေလူမျိုးကိစ္စတွေရှောင်ရှားတဲ့နည်းဖြစ်ပါတယ်အဲ့လိုရှောင်ရှားနိုင်ရင်တော့ကိုယ့်ရဲ့ကံကောင်းလာမယ်ငွေတွေဝင်လာမယ်သုံးပြီးတော့ထင်ရတဲ့ငွေတွေပြန်ရလာမယ်လူအများလည်းကိုယ်လေးစားချစ်ခင်လာမယ်ကိုယ်ပြောလို့မရဆိုလို့မရတယ်အောင်မြင်လာမှာဖြစ်ပါတယ်ကိုစံပြတာချင်းတွေပတ်စံထုတ်ပေးလာလုပ်ငန်းလုပ်ဖို့ဆိုပြီးပတ်စံထုတ်ပေးလာတာမျိုးတွေမိသားစုကနေပြီးတော့ငွေတွေထုတ်ပေးလာတာမျိုးတွေကြုံတွေ့ရတယ်ပါလေအဲ့တော့ကိုကဘာစားစားအရသာရှိနေမယ်ဘာဝတ်ဝတ်ကိုနဲ့ လိုက်ပြီးတော့လှပနေမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်ကိုရောင်ကိုဝါတွေစပြီးတော့တောက်ပလာတဲ့နှစ်မျိုးဖြစ်ပါတယ်ဒါပေမဲ့တခုတည်းထားမှာစတာဝိသားသမီးကဒီလိုလိုအသက်16နှစ်မှာသူတစ်ပါးရဲ့မတရားဆွဆွဲပြောဆိုခြင်းကိုခံရတယ်တဲ့နော်အဲရောင်းတဲ့ရောက်တယ်မှာပဲနော်သူတစ်ပါးရဲ့မတရားဆွဆွဲပြောဆိုခြင်းကိုခံရတယ်တဲ့စတာဝိသားသမီး16နှစ်မှာအဲလိုမျိုးအဖြစ်မခံအောင်အဲ့လိုမျိုးမဖြစ်ပေါ်လာစေစာအုပ်တော့စာတထုပ်ကိုဘိုးတခုနဲ့ညက်နေ၃နိုင်မှာ တောက်ကြသာတက်ကြီးရွယ်ကိုတူးကိုလှူဒန်းရမှာဖြစ်ပါတယ်။အော်ကျော်သာပိသားသမီးဘသူမဆိုအသက်26နှစ်မှာပတ်ဝန်းကျင်အထင်သေးတာလို့မတမတရားပြောဆိုခံရတာလို့ကြုံတွေ့တဲ့တည်းအဲ့လိုမဖြစ်ဖို့အတွက်ကိုစိတ်သားဟင်းနဲ့ထမင်းညံနေပြီးတော့ဘုံသူကနေညနေ၈နာရီမှာငါပြောဘက်ခင်းပြီးတော့ကိုယ်ဝုံပုံပြီးတော့လမ်းပေါ်ကခွေးတွေကိုကျွေးပေးရမှာဖြစ်ပါတယ်။အဲ့မှာကျော်သာပိသားသမီးတွေနေနေဟာ မာဘုတ်တိတ်ကျွင်းကြတာပလေးတွေမြင်ရဆိုရင်เนาะအနေငယ်အညာခိုင်လေးဖြစ်တတ်တယ်အဲ့တော့မာဘုတ်တိတ်ကျွင်းကြတာပလေးဆိုတာကြတာပလေးသာသမီအဓိပတိဘွားတွေပေါ့နော်အဓိပတိဘွားတွေဆိုလိုရင်းဖြစ်ပါတယ်အဲ့တော့အညာခိုင်တွေဖြစ်ပေါ်လာပြီဆိုရင်ဇေလီတဆူဆူသွားပြီးတော့ရက်သက်စေလူရမ်းရမယ်เนาะစက်ကူရက်ကလေးတွေနောက်တစ်ချက်ရက်ဖះရုပ်ဘွားတော်ရဲ့ရင်ဘတ်တော်ရွှေပြားဆက်နဲ့ပြားချပြီးလူရမ်းရမှာဖြစ်ပါတယ်လောကဝိတုဆိုတဲ့ဂုံတော်ကိုအတိတ်ကပရင်းစိတ်ပေးရမှာဖြစ်ပါတယ် ။နောက်ရွှေရီးလက်လက်ကိုဖះမှာကြက်ကြေခတ်ပြီးလှူဒန်းရမှာဖြစ်ပါတယ်။ကြာပန်းအဖြူရောင်လှူဒန်းရမှာဖြစ်ပါတယ်။ဟိုထပ်မှပြီးတော့ရာဟုတက်ရောက်စကောင်းမှုရဲ့ခါမှာရှေ့လာမနေ့တောက်ကြတက်ရောက်ကတော့စီးပွားတွေစပြီးတက်တက်တယ်လုပ်ငန်းတွေစကောင်းမှုနဲ့အဲ့နှစ်ကတော့သတ္တဝိဒါသမီးတွေတောက်ကြတက်ရောက်ကြရောက်တဲ့ပြည်အသက်ပိုင်းကြစီးပွားတက်မှနှစ်ကအသက်71 71 79 29 35 43ပြီးတော့51နှစ်59 69 85 83နဲ့62အိုင်းနဲ့တရားတောက်ကြတဲ့ရောက်ဖြစ်တဲ့စီးပွားရေးတွေလုပ်ငန်းတွေစကောင်းလာမယ်မွေးနံလည်းတိုက်ထိတ်ရောက်နေတဲ့အမွေရတာမျိုးတွေမြေဝင်တာမျိုးတွေစီးပွားတက်တာမျိုးတွေယာရုတက်တာမျိုးတွေလုပ်ငန်းကိန်းကတိုးတက်တာမျိုးတွေဖုန်းကူတိုးတက်တာမျိုးတွေကြုံတွေ့ရမယ်ဖုန်းအသစ်တွေပါဝင်တက်တယ်မျက်မှန်အသစ်တွေပါဝင်တက်တယ်မြေတွေပါဝင်တက်တယ်ဒါပေမဲ့တစ်ခုတည်းထားမှာစကားပြေးတိုင်းတွေတောက်ကြတဲ့ရောက်တယ်မှာအာသူဝိုင်းမသွားတယ်ဘူးနားရေးမသွားတယ်ဘူး နာယီဝယ်တာမျိုးတွေနာယီတက်လက်ဆောင်ပြင်လဲမယူတင်ဘူးနောက်အိမ်မှာနာယီအဟောင်းပြက်ဒီမထားတင်အဲ့တော့သုံးကျွေးကြာတာပလေးတွေအနေနဲ့ဆိုရင်တော့လေအညံ့ခိုက်တွေအနေချင်းပြတ်တယ်လေသုံးကျွေးကြာတာပလေးဆိုတာသုံးကျွေးတိုက်ဖွားတွေနေနေပေါ့နော်ကြာတာပလေးသားသမီးတွေနေနေဆိုရင်ဒီတက်ပိုင်းချမှာအညံ့ခိုက်တွေအနေချင်းကြုံတွေ့တတ်ပါတယ်နောက်တစ်ချက်ဘုံတဘူးနန်စတေနာနဲ့ဆုံးထားတဲ့နာမည်ပိုင်ရှင်တွေဆိုရင်အညံ့ခိုက်ဖြစ်တတ်တယ်အဲ့လိုနာမည်ပိုင်ရှင်တွေကြောင့်စိတ်ကြီး တာမျိုးတွေစိတ်နှောက်ယှက်ဖြစ်ရတာမျိုးတွေလည်းကြုံတွေ့တတ်ပါတယ်အဲ့တော့အထက်လူကြီးဆရာသမားတို့ပုံပုံမျိုးတွေကိုယ်ကြီးရှုမသာတာမျိုးတွေဖြစ်တဲ့မိကောင်းဆွေကောင်းတွေလည်းကြားလာတတ်တယ်နော်ယာရူးတွေတက်လာတတ်တယ်လာသာတိုးတာယာရူးတိုးတာမျိုးတွေကြုံတွေ့ရတတ်တယ်အဲ့တော့အမွေရမယ်မြေဝင်မယ်စီးဆဲဥစ္စာတွေတိုးတက်လာမယ်နောက်ကျေးဇူးကိုယ့်ပုံမှာကျေးဇူးရှိတဲ့သူတွေကျေးဇူးရှင်တွေမိဘတွေပြန်ပြီးတော့ကြည်နိုင်မယ်ငွေတွေလည်းတလဟောဝင်လာတတ်ပါတယ်နော်အဲ့တော့စီးစိမ်ဥစ္စာနဲ့ ပြည့်စုံမဲ့နှစ်ချမ်းသာဒုက္ခတွေရရှိမဲ့နှစ်ဖြစ်ပါတယ်တောက်ကြတဲ့ယောက်ကအဲ့တော့သုံးကျွင်းတိုက်ဖွားတဲ့နည်းနဲ့ဆိုရင်ပဲအညာကဖြစ်တတ်တာဖြစ်ပါတယ်ကျန်တဲ့ကျသာပိတွေအတွက်ကြတော့အားလုံးကောင်းကျိုးချမ်းသာဒုက္ခတွေရရှိမှာဖြစ်ပါတယ်အဲ့လိုအညာခိုက်တဲ့ကြုံတွေ့နေတဲ့ကျသာပိသားသူတွေအနေနဲ့ဒီတပိုင်းချမှာဆိုရင်ကြရာနေနေရကိုယ့်ရဲ့ကြတာပြင်းနေတိုင်းအိရာရွှေ့ရမှာဖြစ်ပါတယ်။နေရာခက်ခဲရှင်တထွာလေးရတမိုက်လေးရရွှေ့လိုက်ပါ ဆင်းရဲနွမ်းပါတဲ့သူတွေခရီးစိတ်လမ်းစိတ်လူတန်းပေးရမှာဖြစ်ပါတယ်။အော်မြန်မာပြည်တစ်ပတ်ခရီးဘူးခရီးထွက်ရမှာဖြစ်ပါတယ်။အင်္ဂါနေ့တိုင်းစီသမင်းငါးဘွယ်ဖျားမှာလူပါမယ်။ဒါတောက်ကြတဲ့ရောက်ကြရရအောင်ပေါ့နော်။အုံးသီးမထည့်အောင်ကျတာပဲနေ့တိုင်းမုံစိပေါင်းသုံးပကံလူရဲရမယ်။အုံးသီးမထည့်အောင်။ဒါကောင်းကျိုးချမ်းသာသူကရရရှိမယ်ဖြစ်ပါတယ်။ထပ်မှာပြီးတော့ကျတာဝိသားသမီးတွေအနေနဲ့ဟာအိုးပိုင်အိမ်ပိုင်ရရှိမယ်နော်။အိမ်ပြရမယ်အိမ်ဆောက်ရမယ်အိမ်တော်တွေကြတယ်အိမ်တော်ကြရင်လည်းကောင်းသောကြခြင်းဖြစ်တတ်တဲ့နှစ် ကံကောင်းမဲ့နှစ်တရာတော့အသက်7နှစ်20 26 36 52 60 68 86 84 90နှစ်ဖြစ်ပါတယ်အဲ့နှစ်တရာတော့အလူတန်းနေလောက်ရတယ်ဦးသိန်းအတူတူဝင်တက်တယ်ဦးပိုင်ပိုင်နေရတယ်တိုးတော့ကြတာပရင်းနေနေတော့ဘုံမီတက်ရောက်ဖြစ်တယ်ဝင်းလံပြမိတဲ့အတွက်ကျမ်းမာရေးအနေငယ်ညံ့ညံ့တက်ပါတယ်နောက်ထိမိကိုင်းမိလေမဆိုးတလောက်ဖြစ်တယ်ကြတာဝိသားတို့နေဒီတပိုင်းချောက်ကြောက်ရောက်နေတဲ့ကြတာဝိသားတို့နေနေကမဆိုးတလောက် အញ្ញခိုက်တူတွေရှေ့နေတူတယ်။ကျမ်းမာရေးနဲ့ပတ်သက်တာတွေထိမိကိုင်းတွေတွေယူဆရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကနာမည်မှာကြာတာပရိသတနည်းဦးတွေဆုံးမှဲ့ထားတဲ့သူတွေတို့ကလည်းအញ្ញခိုက်တွေဖြစ်ပေါ်တတ်ပါတယ်။ဥပမာမဲအောင်လို့နော်မဲဦးလို့ပပပမနဲ့စားပြီးအားနဲ့သုံးတဲ့နိုင်ပိုင်းရှင်တွေအတွက်ကြတော့အញ្ញခိုက်တွေမဆိုးတလို့ဖြစ်ပေါ်တတ်ပါတယ်။နောက်တစ်ချက်ကမဟာဘုတ်တိကျွင်းကြတာပဲဘင်္ဂါဘွား ကြာသာပရိတွေအနေနဲ့ကလည်းအညံ့ခိုက်လေးတွေမဆိုးသလောက်ကျုံတွေ့တတ်ပါတယ်အဲ့တော့ကျန်တဲ့ကြာသာပရိတွေအနေနဲ့ကတော့ဖုံးတဘောဥစားတွေတိုးတက်လာမယ်နော်လုပ်ငန်းကင်ကန်းတွေကောင်းလာမယ်စီးပွားလက်လာပါတွေတိုးတက်လာမယ်နှစ်ဖြစ်ပါတယ်အဲ့တော့ဒီလိုနေတဲ့အကြောက်ရောက်လာရင်အညံ့ခိုက်တွေကျုံတွေ့နေတယ်ဆိုရင်မကြကနအတိတ်ထံအနေနဲ့တက်တက်လို့စားရမှုတွေပြုလုပ်ပေးပါတနေ့ဦးနေနေတိုင်းဇေရီတိစွတ်တနေ့ဦးနေတော့မှာစင်ပြီးတက်စီလှူဒန်းပေးပါ နောက်ဘုံတူးနေတိုင်းရှောက်ပြီးတော့ခရီးမှာဆုံးတော့ကက်ပြီးပါဘောဘဲသားနဲ့အုံးလို့ချက်ပြီးတော့လေးစင်ကြိုင်ထဲမှာထည့်ထည့်ပြီးဖုံးကြောင်းကိုပို့ပြီးပါအဲ့ဒါဆိုရင်တော့အញ្ញခိုက်တယ်ပြေရောက်ပြီးတော့ပြေရောက်တော့မှာဖြစ်ပါတယ်အဲ့ထပ်မှပြီးတော့ကျန်တာဝိသားသမီးတွေငွေတွေအလုံးဝင်မဲ့နဲ့စီးပွားတွေတက်မဲ့နဲ့ငွေတွေစုမိဆောင်မိမဲ့နော်ဖြူရပစ္စည်းတွေလက်ဝဲရနာတွေဝင်လာတတ်တယ်အလူတန်းကိစ္စတွေပြီးတော့တဲ့အမွေရတာမျိုးတွေထီပေါက်တာမျိုးချဲပေါက်တာမျိုးတွေဖြစ်ပေါ်မဲ့နှစ်ကအသက်73နှစ်21နှစ် 69နှစ်တွေဖြစ်ပါတယ်အဲ့ဒီတွေရောက်လာရင်ထီစုကြီးတွေပေါက်တယ်ချဲပေါက်တာမျိုးတွေဖြစ်တတ်တယ်ငွေကြေးလက်လာပါတွေဝင်လာတတ်တယ်အဲ့မဲ့ကျန်းမာရေးနည်းနည်းကူးဆိုင်ရမယ်ဥကောင်းနဲ့ပတ်သက်တာတွေဝမ်ပိုက်နဲ့ပတ်သက်တာတွေမျိုးတွေအညာခိုက်ဖြစ်တတ်တယ်အဲ့လိုအညာခိုက်ဖြစ်ပေါ်နေရင်အုံးရေလေးခွက်နဲ့ကိုယ့်ရနှိကောင်ပတ်စေးလိုက်ရင်ဟိုကဥကောင်းနဲ့ပတ်သက်တာတွေဝမ်ခိုင်းဝမ်ပိုက်နဲ့ပတ်သက်တာတွေခြေထောက်နဲ့ပတ်သက်တဲ့ကျန်းမာရေးအညာခိုက်တွေကပြေပြောက်သွားမှာဖြစ်ပါတယ် အိမ်အောင်ရှိတဲ့သူတွေဆိုရင်လည်းသတိထားရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီနှစ်ကမျက်နှာပွင့်တက်တဲ့နှစ်မျိုးဖြစ်ပါလေ။လာခစားအလုပ်သမားတွေဆိုရင်လည်းဒီအဲ့ဒီနှစ်ထဲမှာတင်းနေတဲ့အောင်ထွက်ခြင်းစိတ်ပေါ်တယ်။ဒါပေမဲ့မထွက်တဲ့အောင်တင်းနေတဲ့အောင်ပါနော်။မထွက်ပါနဲ့။အောက်ချက်ကအဲ့လိုနှစ်ထဲမှာတင်းနေတဲ့အောင်ကဘာပဲလုပ်လို့တစ်ခါတည်းမပြီးဘူး။နှစ်ကြိမ်တစ်ခါတည်းပြန်လောက်ရတဲ့တဲ့။အဲ့လိုတင်းနေတဲ့အောင်တွေရောက်လာရင်ကိုအိမ်မှာအဖိုးမတန်လို့ထင်ပြီးတော့ပြစ်ထားတဲ့ကြောက်တလုံးရှိတဲ့ဘူးတွေခွက်တွေထဲမှာအဲကြောက်ကို ဒါအယောင်ခက်ပြပြရှိတဲ့တဲ့အဲ့ကြောက်ကိုထိတ်မှအနာလေးလေးပါတယ်အဲ့ကြောက်ကိုရှာပြီးတော့လက်စုပ်ကွင်းဝယ်မယ်ငွေနဲ့လက်စုပ်ကွင်းဝယ်မယ်ဆိုရင်ကိုယ်လည်းနဲ့စီးပွားရေးတိုးတက်လာမယ်ပြောသမျှဆိုသမျှတွေအဆင်ပြေအောင်မြင်လာမှာဖြစ်ပါတယ်ဒီလိုနေပြီးမှကိုယ့်အိမ်ကိုကိုယ်ဝန်တဲ့ကိုယ်ဝန်ဆောင်တဲ့ရောက်လာပြီးညအိမ်ညနေတဲခေါ်ရင်ဒါမှမဟုတ်ငွေတွေကရှိပြီးသားကိုယ်ဝန်ဆောင်တဲ့ရှိခဲ့ရင်ထီဆူကြီးပေါက်တယ်ကိုယ်ဝန်တဲ့တွေဘာကြီးတွေရှိခဲ့ရင်တင်းတာတက်အောင်ပါပါနော်ကိုယ်ဆောင်တဲ့ဗိုက်ကြီးတွေကိုယ်နီးနားမှာရှိခဲ့ရင်ကိုယ့်အိမ်ကို ရိုင်းညက်နေလာတဲ့ထီစုကြီးပေါက်တပါတယ်အဲ့လိုနှင်းတော့တင်းရတဲ့ရောက်ထဲမှာမကြာခဏခကြီးတွေထွက်လာတဲ့သို့သောတင်းရတဲ့ရောက်ကြတာပရိအနေနဲ့က6ကျင်းကြတာပရိအထုံးပွားတွေအနေနဲ့အနေငယ်အញ្ញန့်ခိုက်တွေဖြစ်ပေါ်နေပါတယ်နော်အထုံးပွားတွေအနေနဲ့ကြံတဲ့ကြတာပရိတင်းရတဲ့ရောက်ကအားလုံးကောင်းပါတယ်အဲ့တော့ဒီနေ့တည်းမှာအញ្ញန့်ခိုက်တွေပြပြောက်ရှင်ရင် ကြာဘူး2ပွင့်တစ္ဆပန်း6ပွင့်ဘုရားမှာကတ်လူရမယ်ငကေယုံဘုရားမှာထမြက်ခဲဆက်တခဲကိုဆက်ကူကြော်တဲ့ထည့်ပြီးတော့ကတ်လူပူသွားမှာဖြစ်ပါတယ်အမွေးနဲ့တားရင်းနဲ့တင်းလာတောင်းမှာရှိတယ်ဘုရားစင်းတော်တင်းလာနေမှာရေးတက်ပေးရမှာဖြစ်ပါတယ်အဲ့လိုပြုတ်လုံးမယ်ဆိုရင်ကိုယ်ဟာရှိတယ်ဥမာဖြစ်ပေါ်နေအញ្ញန်ခိုက်ပြီးပြေပြောက်သွားမှာဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ